hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီသင်ခန်းစာမှာဒီ MongoDB ရဲ့ aggregation ပေါ့နော်ဒီကိစ္စလေးကိုကျွန်တော်သင်ပေးမယ်အဲ့တော့ aggregation ကဘာလို့သုံးတာလဲဆိုတော့ကျွန်တော်အရင်ပြောရအောင်ကျွန်တော်ရဲ့ဒီ database ထဲမှာအာနည်းနည်း complex ဖြစ်လာပြီးဆိုရင်အာဥပမာထားပါတော့ခင်ဗျားဟို dashboard လိုဟာမျိုးအာ development လုပ်နေရတယ်ဗျာဟာလားအဲ့လိုမျိုးအချိန်မှာ complex ဖြစ်တဲ့ query တွေခင်ဗျားရေးရတော့မယ်အဲ့လိုမျိုးအနေထားမှာဒီ aggregation က မိုက်တယ်ပေါ့နော်အဲ့တော့ aggregation ရဲ့ structure ကိုကျွန်တော်တစ်ချက်အရင်ကြည့်ကြည့်အောင်ပေါ့နော်အဲ့တော့ aggregation မှာကျွန်တော်တို့ပုံမှန်အရင်ကျွန်တော်ရေးနေကြဆိုကျွန်တော် file file နဲ့ကျွန်တော်တို့ဟလာ condition တွေကျွန်တော်တို့ဒီမှာလာပြီးတော့ရေးခဲ့တယ်ပေါ့နော် okay ဒီ aggregation မှာလည်းအဲ့လိုပဲထားပါတော့ကျွန်တော် db sorry db. come on အော်ဟိုဟာကျွန်တော်ဒီကောင် js ဆိုပြီးရေးထားလို့ခဏလေး okay ဒီဒီ time ကျွန်တော်ထားလိုက်မယ် okay db. uh db တခုခုပေါ့နော် aggi gd aggregate okay ဒီဟိုဟာနဲ့ကျွန်တော်တို့ဒီ keyword နဲ့ကျွန်တော်သုံးရမှာပေါ့နော်ပြီးရင်သူ့ထဲမှာကျွန်တော်တို့ array တောင်းလိုက်မယ်သူ့သူ့ထဲမှာကျွန်တော် array ပေးရမယ်ပေါ့နော်အဲ့မှာမှာကျွန်တော်တို့က mesh လုပ်မှာလားအာဒီဒီမှာတစ်ချက်ကျွန်တော်ကြည့်အောင်ဘာလို့ဆိုတော့ဒီ aggregate လုပ်တဲ့အခါမှာအာကျွန်တော်တို့ match ra define နဲ့တူတဲ့ condition လမ်းပြီးတော့လုပ်မှာပေါ့နော်ဟိုမှာဘယ်ဟာဘယ် column ကဘာနဲ့တူတဲ့ကောင်အာကျွန်တော်တို့ထုတ်ပြီးပါ ပြီး and all operator လည်းကျွန်တော်ဒီမှာလာပြီးသုံးလို့ရတာပေါ့နော်နောက်တစ်ခုကဘာအောင်ဆိုတော့ group လုံးမှာထွက်လာတဲ့ result အပေါ်မူတည်ပြီးတော့အာကျွန်တော် group လမ်းပြီးလုပ်လို့ရတယ် group လုပ်လိုက်တဲ့ content တွေပဲထွက်လာမှာပေါ့နော် data တွေပဲထွက်လာမှာပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ met ကျွန်တော်နောက်တစ်ခုကဘာအောင်ဆိုတော့ project project sorry projection projection လို့ခေါ်တာပေါ့နော် projection ဆိုတာက ကျွန်တော်လိုချင်တဲ့ data ကိုပဲကျွန်တော်လမ်းပြီးတော့ဆွဲယူလို့ရတယ်နောက်ထပ်ရှိသေးတယ်အဲ look up look up ဆိုတာကျွန်တော်ဒါနောက်နောက်ထပ် video တွေရောက်မှကျွန်တော်ပြောမယ်ဘာလို့ဆို SQL မှာဆိုလို့ရှိရင်ဒါ join တဲ့ပုံစံနဲ့နည်းနည်းတူတာပေါ့နော်ပြီးသွားရင်ကျွန်တော်တို့ဒီ limit လောက်တာတို့အာ skip လောက်တာတို့ထပ်ပြီးတော့ဒီမှာဒီလိုမျိုးအများကြီးတွဲသွားလို့ရပြီနောက်ဆုံးရအောင်မှာကျွန်တော်လိုချင်တာတွေအကုန်လုံး query တွေလုတ်ပြီးပြီးဆိုမှအာ data ကိုယူမှာပေါ့နော်အဲဒီလိုပုံစံမျိုးပေါ့နော် okay အဲ့တော့ ကျွန်တော်အခုဒီ sample database တွေဒီဒီဟိုဟာ link လေးနော်တို့ကိုယ်တိုင်ပဲဒါရိုက်ယူလိုက်တော့ဒါတိတိလေးမလို့နော် link တူတူလေးမလို့အဲ့တော့ဒီကောင်လေးမှာဒီ json format ရှိတယ်ကျွန်တော်ဒီကောင်လို့အကုန်လုံးကို copy ကျွန်တော်ကူးလိုက်မယ်ပြီးရင်ဒီမှာ control n နဲ့အာဒီမှာ paste လာပြီးလုပ်မယ်ပြီးရင် control s တစ်ချက်လုပ်လိုက်မယ်ဒီကောင်ကျွန်တော် json format နဲ့သိမ်းမယ်ပေါ့နော်ကျွန်တော် download ဒါရီရဲသွားလိုက်မယ် okay အာ data.json ဆိုတဲ့အာနာမည်နဲ့ကျွန်တော်သိမ်းလိုက်မယ်ဒါဆို download folder ထဲမှာအာ json ဟိုဟာရှိပြီအဲ့တော့ဒီထဲမှာကျွန်တော် ်ဒီ compact ထဲမှာကျွန်တော် database တခုကျွန်တော်ယူရအောင် test db လို့ကျွန်တော်ပြောလိုက်မယ် okay collection နဲ့မြန်မာ okay city data city တွေထင်တာပဲ location နဲ့ဆိုင်နေဗျာဟိုအချက်လက်တွေက city လို့ပဲကျွန်တော်ပြောလိုက်မယ် create တစ်ချက်နေလိုက်မယ် okay ဒီ city တွေကိုကျွန်တော် data import လာပြီးလုပ်ရအောင်အဲ့တော့ဒီမှာ import json of csv ဆိုတဲ့ဟာပြန် download အောက်ကဒီ data တော့ json ကျွန်တော်ကိုယ်ကဖြစ်လိုက်မယ် okay ဒီမှာ import လာပြီးနေလိုက်မယ် data များများတော့များတော့များတော့တောင်းမလို့3000နေပါရှိတယ် okay ဒီလိုမျိုး data structure လေးကျွန်တော်မြင်ရလိမ့်မယ်အားလုံးပေါင်း3000လောက်ရှိတယ်ဟိုတော့ data okay အဲ့တော့ဒီမှာ NSGO ID ရယ် PYN city ရပဲ city လဲပြီး location ရယ်ဒီ latitude နဲ့ longitude ဒါမှတ်ထားတယ်လို့ကျွန်တော်ထင်တာပဲပြီး pop ဆိုပြီးရှိတယ်ပြီး state ရယ်ဘယ် state ထဲမှာလဲဒီဒီ city ရယ်ဘယ် state ထဲမှာရှိတာလဲဘယ် latitude longitude မှာရှိရလဲဒီလိုမျိုးပေါ့နော် ီ data ကိုကျွန်တော်မြင်နေရလိမ့်မယ်။ Okay တခုလောက်ကျွန်တော်အရင် query လေးတစ်ချောင်းလောက်ကျွန်တော်ရေးကြည့်မယ်နော်။ Okay အဲ့တော့ကျွန်တော်ဒီမှာဆို db. အာဒီကနေကျွန်တော်ဒီဟာ share ကိုကျွန်တော်ဖွင့်လိုက်မယ် use နဲ့အခုကျွန်တော် test db ကိုကျွန်တော်သွားလိုက်မယ်။ okay အဲ့တော့ဒီမှာကျွန်တော် query လာပြီးရေးမယ်ပေါ့နော်အဲဒါ mesh ကိစ္စလေးကိုကျွန်တော်အရင်ရေးကြည့်အောင်ပေါ့နော် okay အဲ့တော့ db. အာခုနကကျွန်တော်ဗာဗာပေးခဲ့ city ထင်တယ် okay city.aggregate နဲ့ ဒီမှာကျွန်တော် array ပေးဥပေးရမယ် pnd ကြားထဲမှာကျွန်တော်တို့ $sign madsh mesh နဲ့ okay mesh မှာ object ကျွန်တော်ပေးမယ် back column ကဘာနဲ့တူရမှာလဲဆိုတဲ့ဟာ okay နည်းနည်း data structure နည်းနည်းကြည့်ကြည့်အောင်အဲ့တော့ဒီ state ဆိုတဲ့ဟာ ma ဆိုတဲ့ပါပါတဲ့ကောင်လေးကိုကျွန်တော်အာတစ်ချက်ရှာကြည့်မယ် okay အဲ့တော့ state က ma ဖြစ်တဲ့ကောင်ကဒါကျွန်တော်လှမ်းပြီးတော့ရှာကြည့်လိုက်တာပေါ့နော် okay ဒီကောင်ကိုကျွန်တော် copy တစ်ချက်ကူလိုက်မယ်ဒီမှာလာပြီးတော့ paste လုပ်လိုက်မယ်โอเค enter ခောက်လိုက်မယ် အဲဒါဆိုရင်ကျွန်မတို့လား state က MA ပါတဲ့ကောင်တွေပဲအားလုံးအထွက်လာတယ်ပေါ့နော်ထွက်လာတယ် Okay တော့နောက်ထပ်သင်္ကေတတစ်ခုမှာကျွန်တော် group အကြောင်းကိုကျွန်တော်နည်းနည်းအကျယ်လေးဆက်ပြီးတော့အထပ်ပြောရအောင်ပေါ့နော် Okay အားလုံးပဲကျေးဇူးပါ